မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းကတာမျိုးနယ်ကနေအင်းတော်မျိုးနယ်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သားအကောင်၄၀တေဆုံးပြီး29ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းအများအများကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လ15ရက်နေ့နဲ့16ရက်နေ့တွေမှာကတာမျိုးနယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအင်အား150ခန့်နဲ့အင်းတော်မျိုးနယ်ဘက်ကိုစစ်ကူလာရောက်တဲ့အချိန် KIA PDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား အယောက်40တိတ်ဆုံးခဲ့ပြီးတော့29ဦးကိုအရှင်ဖမ်းဆီးရမိက ထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားပြီးစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြတ်ပြီးတော့ကတာမျိုးနယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာ KI ပူးပေါင်းတပ်များဘက်ကလက်နက်ခဲရအများအများကိုတင်းစီနိုင်ခဲ့ပြီးတော့လက်ရှိအချိန်မှာနေနေရှင်းလင်းရေးများကိုဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကတာဘက်ကနေအင်းတော်ဘက်ကိုစစ်ကူသွားဖို့ထွက်လာတဲ့အင်အား150လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကို KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကနှစ်ရက်ဆက်တိုက်ကြားပြတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးအကောင်40တိတ်ဆုံးပြီးတော့29ဦးကိုအရှင်ဖမ်းဆီးရမိတယ်လက်နက်ခဲရတွေကိုလည်းအများအပြားတင်းစီရမိ နိုင်ခဲ့တယ်လို့ KAI ရဲ့စီရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာမူရဲဆေးဝါးရောင်းဝယ်ဖောက်ကားနေသူတအုပ်ကို WI ဆေးပြားအပြား9200ပြားနဲ့အတူဖမ်းဆီးရမိခဲ့ပြီးတော့စစ်တပ်သတင်းပေးများကိုလည်းဆက်လက်ပြီးတော့ဖမ်းဆီးသွားမှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ14ရက်နေ့မှာစင်ကူးမြို့နယ်နတ်တောင်ချေးွာမှာနေထိုင်တဲ့ပြည်စုံသေးဟာစိတ်ကြွယူသွဆေးပြား WI များကိုရောင်းဝယ်နေတဲ့သတင်းရတဲ့အတွက်မြို့နယ်ပတ်ကပတာဝန်ခံရဲ့ညွှန်ကြားချက်နဲ့စင်ကူးမြို့နယ်ပတ်ကပရဲဘော်များက၎င်းရဲ့နေအိမ်အတွင်းကိုတွားရောက်ရှာဖွေခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဝင်ရောက် ှာဖွေတဲ့အချိန်မှာ WY ဆေးပြား9200ပြားနဲ့အတူပြည်စုံသေးကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့ဆက်လက်ပြီးတော့အေးအေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်အတွက်စင်ကူးမြို့နယ်အုပ်ချုပ်ရေးဌာနကိုလွှဲပြောင်းပေးအပ်လိုက်တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ဆက်ဆက်ပြီးတော့ကြန့်ရှိနေတဲ့တရားခဏ်များကိုလည်းဆက်လက်ပြီးတော့စုံစမ်းဖော်ထုတ်အေးအေးယူသွားမှာဖြစ်ကြောင်းနဲ့မြို့နယ်အတွင်းမှာဒုစရိုက်မှုပပျောက်ရေးမူရဲ့စိတ်ကင်းစင်ရေးများကိုလည်းလုံဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် ်စင်ကူးမြို့နယ်အတွင်ပုံအောင်နေတဲ့အကြမ်းဖက်ဆက်တဲ့သတင်းပေးများရဲ့အချက်အလက်များကိုစီစစ်နေပြီးတော့စုံစမ်းဖော်ထုတ်မှုများကိုပြုလုပ်ကောင်ဆက်လက်ပြီးတော့ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့သိရပါဗျ။မူရဆေးဝါရောင်းဝယ်မှုပြုလုပ်နေတယ်လို့သတင်းရလို့ဝင်းရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ။သူ့ကိုအရေးယူမှုတွေဆက်လက်လှုပ်ဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့စင်ကူးမြို့နယ်အုပ်ချုပ်ရေးဌာနကိုပြေပြောင်းပေးရလိုက်ပါပြီ။စစ်တပ်သတင်းပေးတွေရဲ့အချက်အလက်တွေကိုလည်းကျွန်တော်တို့တွေစီစစ်နေပါတယ်။စုံစမ်းဖော်ထုတ်တာတွေပြီးရင်တော့ ်ဆက်လက်ပြီးတော့ဖမ်းဆီးအရေးယူသွားပါမယ်လို့စင်ကူးမြို့နယ်ပကဖသတင်းတာဝန်ခံပန်မဏိကပြောကြားထားပါတယ်အလားတူပဲမက်လ12ရက်နေ့နေ့လယ်2နာရီအချိန်မှာသခိုင်းတိုင်းကဏီမြို့နယ်တောင်းချံမုံရွာယာကြီးကလေးလမ်းမှာရှိတဲ့စူပေါင်းဂိတ်မှာရှမ်းပြည်နယ်မြောက်ပိုင်းကနေတည်ဆောင်လာတဲ့ WY စာတမ်းမှာစိတ်ကြွမှုရဲ့ဆေးပြားနှစ်သိန်းကျော်ဖမ်းဆီးရမိခဲ့တယ်လို့ကဏီမြို့နယ်တပ်ဆိုင်ရာတာဝန်ရှိသူများကပြောပြထားပါဗျ။မူရဲဆေးဝါတဲဆောင်လာတဲ့သူရဲ့နာမည်ကသိန်းလာပါ အသက်45နှစ်မောင်တော်မျိုးရသေးတောင်ကြီးပါကပါသူ့ကိုမတင်ငါလို့ဆက်ဆေးကြည့်တဲ့အခါသူ့ရဲ့ဆိုင်ကယ်တူးပေါက်ထဲကနေပြီးတော့ဆေးတုပ်တစ်ထုပ်စာတွေ့တာ ဖောက်ကြည့်တော့စိတ်တွယူသွဆေးပြားတွေဖြစ်နေတယ်အဲ့ဒီလိုတွေ့လို့သူပါလာတဲ့ပုံးတွေကိုထပ်ပြီးတော့စစ်ဆေးကြည့်တော့ပုံးရဲ့အပေါ်ရမှာရမ်းတွေကိုတင်လာပြီးတော့ရမ်းမုံတွေရဲ့အောက်ကနေ WY ဆေးပြားအထုပ်16တွေကိုထပ်တွေ့တယ်ဆေးထုပ်တစ်ထုပ်မှာဆေးပြား1000ပါဝင်ပါတယ်နောက်ပြီးတော့မတ်ပုံတင်ကလည်း3ခုတောင်မှကင်ထားတာတွေ့ရတယ်ဗျမြန်မာနိုင်ငံသားမတ်ပုံတွေ2ခုနဲ့ထိုင်းနိုင်ငံသားမတ်ပုံတွေတစ်ခုစုစုပေါင်း3ခုကိုကင်ဆောင်ထားတာလဲတိမ့်စီရမိခဲ့ပါတယ်ကျွန်တော်တို့တရခန်နဲ့တိမ့်စီရမိခဲ့တဲ့ပစ္စည်းတွေအားလုံးကိုကဏီမြို့နယ်ပလဖတ်တောင်ကန်ကိုလွှဲပြောင်းပေးရနိုင်ခဲ့ပါတယ်လို့ ရင်းမာပင်ခရိုင်အမှတ်နဲ့တိုက်ရင်32တာဝန်ရှိသူ AK ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့နယ်မှာရှိတဲ့ခြေရွာများကလူငယ်၄၈ဦးကိုအကြမ်းမဆက်တက်ကပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာတရက်နေ့ကစတင်ပြီးတော့အကြမ်းမဆက်တက်ကအောင်လံမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုဝင်ရောက်စီးနှင်ပြီးလူငယ်၄၈ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အကြမ်းမဆက်တက်ကစစ်မှုထမ်းရန်လူငယ်အယောက်၆၀တောင်းခံနေခြင်းကြောင့်စစ်မှုထမ်းဟောင်းအရာခံဘူပြူစောတိခေါင်းဆောင်မြင့်လွင်ဦးဆောင်တဲ့အဖွဲ့က ြေးပါများကနေအလုတ်သွားအလုတ်ပြန်တဲ့လူငယ်များအပါအဝင်လမ်းသွားလမ်းလာလူငယ်များကိုပါနေတိုင်းလိုလိုဖမ်းဆီးနေတယ်လို့သိရပါဗါဒ်အောင်လံမြို့နယ်မှာအခုလစစ်မှုထမ်းအယောက်60ပေးရမယ်ဆိုပြီးတော့မတ်လ10ရက်နေ့ကနေစတင်ပြီးကြေးပါတဲ့ကလူငယ်တွေကိုလမ်းသွားလမ်းလာလူငယ်တွေရောအားလုံးကို စစ်မှုရန်ဟောင်ပြူစောတိခေါင်းဆောင်မြင့်လွယ်ဦးဆောင်တဲ့အဖွဲ့ကတွေ့တဲ့ဒုတိုင်းကိုလိုက်ဖမ်းနေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အခုလိုမျိုးပြူစောတိများလိုက်လံပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့်ကြေးရွာများကလူငယ်များဟာအလုတောင်မသွားရတော့ဘဲနဲ့ကြေးရွာများအတွင်းကနေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါ့အပြင်မခွေတိုင်းကံမမြို့မှာလည်းကပ္ပဆာစနစ်ကဗိုလ်ကြီးထန်ငင်းကျန်းလွင်ကစစ်မှုထမ်းခြင်းဆိုပြီးတော့ကြေးရွာတရွာကိုငွေကျပ်တစ်လကို3120တောင်းခံနေတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ်။ ဗိုလ်ကြီးထက်ငိမ့်နှန်းလွယ်ဟာကမ္ဘာမြို့အတွင်းမှာရှိတဲ့ကျေးရွာများကစစ်မှုထမ်းခြင်းများလာစဉ်တောင်းခံနေပြီးတော့ကျေးရွာများအတွင်းမှာစစ်မှုထမ်းရန်မဲပေါက်တဲ့လူငယ်များကိုစစ်မှုမထမ်းခြင်းမှာကငွေကျပ်320ပေးရမယ်ဆိုပြီးတော့အတင်းအဓမ္မတောင်းခံနေတယ်လို့သိရပါတယ်။ဒါ့အပြင်ဗိုလ်ကြီးထက်ငိမ့်နှန်းလွယ်က၎င်းငွေချေးရယူထားတဲ့ကျေးရွာများကလူငယ်များအစားပြေပကလူငယ်များကိုလိုက်လံဖမ်းဆီးပြီးတော့စစ်တပ်ထဲကိုတွဲနေတယ်လို့သိရပါတယ်။ကမ္ဘာမြို့အနီးမှာဆက်စေးရိတ်ဂိတ်ဖွင့်ပြီးတော့ဖြတ်တန်းသွားလာနေတဲ့လူငယ်များကိုလည်းပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။ ဗိုလ်ကြီးထက်ငင်းညာလွယ်ဥဆောင်တဲ့စစ်ခွဲတွေကခြေွာတွေမှာစစ်မှုထမ်းဖို့မဲပေါက်တဲ့လူငယ်တွေစီကနေငွေကျပ်320တောင်းနေစစ်မှုမထမ်းရဘူးဆိုပြီးတော့အတရားတမပတ်စံတောင်းနေစစ်မှုထမ်းခြေကိုလည်းလစဉ်ဆက်ကြီးကောက်တယ်လို့မျိုးကောက်တယ်သူတို့ရဲ့ဂိတ်စခန်းမှာလည်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့လူစားထိုးနေတယ်ငွေကြေးတွေလည်းချိမ့်ချောက်ပြီးတော့တောင်းနေတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်းတွင်းမြို့နယ်လေကြောင်းရံကာကွယ်ရေးတပ်ကတက်ချက်တုံးနဲ့ခလာရ253တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့နှုတ်ဦးတို့ဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ73ရက်နေ့ကဝမ်းတွင်းမြို့နယ်လေကြောင်းရံကာကွယ်ရေးတပ်အမှတ်239နှစ်ခွန်မိုင်းမောကတက်ချက်အောင်မိုးဟာအမျိုးသားညီညွတ်ရေးအစိုးရအမှတ်10စစ်ဒေသကြောက်ဆဲခဲယမ်းဒရဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဒရဦးပကဖကိုဆက်သွယ်ပြီးတော့ MA1 အမျိုးသားတပ်နဲ့တလန် G162 တောင်းဘုံဒီနှလုံးနေမိုင်းတလုံး G3 G10 တောင်း MA1 G ပေါက်၃ခုတို့နဲ့အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲဆလင်းမြုံနယ်အခြေစားခလိုက်ရ253တက်ရင်ကစစ်မှုန်တပ်သားတက်ကြော်အောင်နဲ့ဗျာကြီးတို့ဟာ စစ်ကောင်စီတပ်ကနေပြီးတော့ကိုလိုယုံထွက်ပြေးလာပြီးတရုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တရုံပကဖအထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။လက်နက်နဲ့တကွအလင်းဝင်လာတဲ့တပ်ချက်ကိုတော့ဂုံပြုစုငွေ25သိန်းနဲ့တပ်သား2ဦးကိုတော့ဂုံပြုစုငွေ2သိန်းခွဲစီချင်းမြင့်ခဲ့ပါတယ်။ဒါကကျွန်တော်တို့အဖွဲ့ကတပ်နိုင်တဲ့လောက်ချင်းမြင့်ပေးတဲ့သဘောပါ။ခရိုင်တိုင်းအစင်းစင်ကလည်းသူတို့အတွက်ချင်းမြင့်ငွေတွေနဲ့ထပ်ပြီးတော့ဂုံပြုအောင်မှဖြစ်ပါတယ်။တပ်သားကျော်အောင်က2024ခုနှစ်ဇွန်လမှာအလုတ်ကနေအပြန်ပေါ်တာဆွဲခံရတာဖြစ်ပြီးတော့တပ်သားဗျာကြီးကတော့2024ခုနှစ်မေလမှာအလုတ်ကိုအသွာမနက်ခင်းမှာ ပေါ်တာဆွဲခံလိုက်ရတယ်လို့သိရပါတယ်လို့ဒရုံညွန့်နဲ့ပကဖကတောင်ရှိသူတို့ကရှင်းပြထားပါတယ်အခုလိုမျိုးအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား3ဦးကိုဒရုံညွန့်နဲ့ပြည်သူ့ကာကွယ်အဖွဲ့ဒရုံပကဖကနှွေးထွေးစွာချိုးဆိုခဲ့ပြီးတော့ထိုက်တဲ့နဲ့စုချင်းမြင့်ငွေများကိုပေးရက၎င်းတို့ရဲ့စန္ဒာအတိုင်းလွတ်မြောက်နေမျိုးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ပြည်သူ့ကိုမျက်နှာမူပြီးတော့အတက်နိုင်ဆုံးရုံထွက်ခဲ့ကြပါပြည်သူ့တော်လိုင်းအဖွဲ့အစည်းတွေနဲ့ပြည်သူ့ရင်ဝင်ကတင်းတို့ကိုအမြဲတမ်းချိုးဆိုလျက်ရှိပါတယ်အမားကိုအချိန်မီသိပြီးတော့အမှန်ကိုရောက်အောင်လို့အမြန်ဆုံးစူးစမ်းပြင်ဆင်ကြဖို့ပြောချင်ပါတယ် ်မြေပြင်ကစစ်သားတွေသာပြည်သူမျက်နှာကိုရှေ့ရှုပြီးတော့ပြည်သူတစ္ဆာကိုစောင့်တိကြမယ်နားလည်ကြမယ်ဆိုရင်စစ်ကောင်စီရဲ့အထက်အဆင့်ဆင့်ကဘလို့ပဲညွန်ကြားချက်တွေပေးနေနေပြည်သူတွေအခုလိုမျိုးဒုက္ခရောက်မှာမဟုတ်ပါဘူးအခုတော့စစ်ကောင်စီဘက်ကအထက်ကခိုင်းလို့လုပ်ရတာဆိုပြီးတော့ရှေ့တန်းစစ်မြေပြင်ကစစ်သားတွေကပြည်သူတွေအပေါ်မှာစစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေကြပါတယ်ဒါကြောင့်အမိန်ပေးသူရောကျူးလွန်သူရောတစ်ချိန်မှကျူးလွန်ခဲ့တာတွေအတော့ထိုက်တန်တဲ့ပြစ်ဒဏ်တွေကိုခံစားကြရမှာပါကိုယ့်ရဲ့စံရမပါဘဲနဲ့အမေရိကလုံနေရတာပါဆိုတဲ့ဇာတ်ရက် စူးစမ်းရုံထွက်ပြီးတော့ပြည်သူရင်ခွင်ကိုခိုးလုံလာခြင်းသာသာပို့ပြီးတော့တန်ဖိုးရှိပါလိမ့်မယ်လို့ဒရုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူကတိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေ့စဉ်နဲ့အမျှပြည်သူတွေကိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့စစ်ကောင်စီကရန်ကုန်မြို့မှာဒကြံပွဲတော်အထွတ်စတင်ပြင်ဆင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့လေကမြို့တော်ခမ်းမမှာ မြို့တော်ဝန်မန်ရက်ကိုဒီအပိုင်းမှာပဲစတင်ဆောက်လုပ်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။ဒီမန်ရက်ကိုနှစ်တိုင်းအစောဆုံးဆောက်လေရှိပြီးတော့ဒီနေ့မှာလည်းကြကြမတိုင်ခင်တလအချိုမှာကလေးကဆောက်လုပ်နေတယ်လို့သိရပါရတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမြို့တော်ခမ်းမအပြင်ပြည်သူရင်းမြင်ဝင်းထဲမှာလည်းလမ်းလျှောက်ကြံကိုပြုတ်လုလေရှိတယ်လို့သိရပါရတယ်။ပြည်သူရင်းမြင်ဝင်းထဲမှာကြကြမန်းနဲ့အတူဖြောပြေးအစီအစဉ်တွေကိုလည်းတင်ဆက်ပေးနေတာဖြစ်တယ်လို့သိရပါရတယ်။စစ်ကောင်စီကသူတို့ရဲ့အကြမ်းဖက်လုပ်ရတဲ့အကြောင်းပြည်သူတွေအပါအဝင်သူတို့ရဲ့လက်အောက်ငယ်သားတွေ နေ့စဉ်ဤပါတည်ဆုံးနေကြပါမယ်နိုင်ငံကြီးကအေဂျင့်တရားရောင်နဲ့ပြသနိုင်ဖို့အတွက်သကြံအပါဝင်လစဉ်လာတိုင်းမှာပျော်ပွဲရှင်ဝဲများကိုကျင်းပပေးနေတယ်လို့သိရပါတယ်အခုလိုမျိုးစစ်ကောင်စီကကျင်းပပေးနေတဲ့ပျော်ပွဲရှင်ဝဲများကိုလည်းလူကသာရန်ကုန်မှာနေတာအုံနောက်ကစောက်တော်သားအုံနောက်နဲ့ကောင်တွေကမူယူတောက်စားပြီးတော့ပျော်ပါလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအင်းမမျိုးတမ66အတွင်းမှာပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်နှအူးနဲ့နတ်တလင်းမျိုးနယ်ကပြူစောတိတူတို့အလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ15ရက်နေ့မှာအင်းမမျိုးအခြေဆိုင်တမ66အတွင်းအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပြီးတော့ထိမ့်သိမ်းခံထားရတဲ့လူငယ်နှအူးဟာတော်လိုင်းတပ်ဖွဲ့များထံကိုဆက်သွယ်ပြီးတော့နတ်စစ်တီတပ်ဖွဲ့နဲ့ ရွှေတောင်ပတ်ကပတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကတွားရောက်ပြီးတော့ကယ်ထုတ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစုဆောင်းခံရသူ၂ဦးဟာပြည်မြို့မှာနေထိုင်သူများဖြစ်ပြီးတော့ရွှေတောင်ပတ်ကပအဖွဲ့ထံကိုဝင်ရောက်ကအကြမ်းဖက်စစ်တပ်ကိုပြန်လည်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်မက်စလာ၅ရက်နေ့ကနတ်တလင်းမြို့နယ်ပြည်မုံရွာကပူစောတီတဦးဟာ7.62ကြီစံများယူဆောင်လာပြီးတော့တရင်383တက်တက်ခွဲ3နတ်ဆက်တီတက်ဖွဲ့ထံကိုအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။အဲ့ဒီပူစောတီဟာလည်းတော်လိုင်းတက်ဖွဲ့ထံကိုဝင်ရောက်လာပြီးတော့အကြမ်းဖက်စစ်တပ်ကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ ်ပြူစောတီတအုပ်နဲ့ပေါ်တာဆွဲဖမ်းခါရသူနှစ်ဦးအလင်းဝင်လာတာပါသူတို့တွေအကုန်လုံးကစစ်တပ်ကိုပြန်လဲတိုက်ခိုက်ဖို့အတွက်တော်လိုင်းတပ်ဖွဲ့တွေစီကိုဝင်မယ်လို့ပြောပါတယ်။လက်ရှိအချိန်မှာတော့သူတို့ကိုကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်လို့ Fire American တရင်363တက်တက်ခွဲ3နတ်စစ်တီတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းအရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ